ဧဒရလူချင်းမများခင်ဗျာကျောက်ချင်းမပေးကြတဲ့ဧဒရလူချင်းမတို့တယောက်ချင်းစီတို့ရဲ့ပြစ်တာတရားများခမည်းတိုင်လဲမှုများနဲ့တူစီစဉ်ကချက်ပေါ်ဆောင်ရည်နေကြတယ် အမီကဝိုင်းတတန်းချောင်းမိဘဆရာကရဝဲပွဲကနာစီစဉ်များတွင်ခြောက်ရောက်ချင်းမြင်ကြပါကုန်သောဧဒရောလူချင်းမိန်းတဦးတယောက်ချင်းစီတို့အားကျုစုံနှုတ်ခွန်းဆက်စကားကြောချပြပါယံအမီကဝိုင်းတတန်းချောင်းကြီးဤချောင်းတီထောင်သူဆရာဥအောင်ဖြိုးဝေအားစင်မြတ်တတ်သူလေးစားစွာဖြင့်ဖိတ်မတက်ကပြုပေးပါရစေလားခမယော ေခံတော်ကိုကြောက်ရောက်ချင်းမြင်ပေးကြပါတော့။တားငယ်သမီးငယ်တို့ရဲ့မိဘများအားလုံးကိုမင်္ဂလာပါလို့ဥစွာဗနာမနှုတ်ခွန်းဆက်တာပါရစေ။ကျွန်တော်ကတော့အောင်မြင်ကိုပိုင်းအထက်တန်းကျောင်းရဲ့ကျောင်းတီထောင်သူဦးအောင်ဖြိုးဝေဖြစ်ပါတယ်။ပထမတစ်ပိုင်းမိဘတွေကိုဦးတည်ပြီးတော့ပြောချင်ပါတယ်။ ဒီနေ့အခမ်းအနားကိုမိမိတို့ရဲ့မအားလက်တဲ့အချိန်ကနေအချိန်ပေးပြီးတော့မှတကူးတကလာရောက်ပေးတဲ့အတွက်ကျွန်တော်အနေနဲ့မိဘတွေအကိုရီအမတွေကို အလွန်တရာကျေးဇူးတင်ရှိကြောင်းဥစွာဘနာမှပြောကြားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကြောင်းရဲ့နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ဒီမိဘကတော်ပွဲအခမ်းအနားကိုယခုလိုမျိုးခန်းခန်းနာနာ တိုက်တိုက်မြတ်မြတ်စီစီကားကားပြုလုပ်ရခြင်းအ धिक ရည်ရွယ်ချက်တစ်ချက်ပဲရှိပါတယ်အဲ့တော့ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တားငယ်သမီးငယ်တွေညီငယ်ညီမငယ်လေးတွေကအခုခမ်းမတွေမှာရှိနေတဲ့အတန်းအရွယ်ဆိုလို့ရှိရင် graces ကနေ great 20တားငယ်သမီးငယ်တွေဖြစ်ပါတယ်ကလေးငယ်လေးတွေကတပြေးပြေးအရွယ်ရောက်လာတာနဲ့အမြကြီးကောင်ဝင်လာတယ် adolescence အရွယ်ဖြစ်လာတာနဲ့အမြ ကျွန်တော်တို့တွေ့မြင်နေကြရတဲ့ဟာကမိဘတွေနဲ့တားငယ်သမီးငယ်လေးတွေကနည်းနည်းချင်းစီတဖြည်းဖြည်းတဖြည်းဖြည်းဝေးကွာလာတယ်လို့ခံစားရပါတယ်ဒါကျွန်တော်တို့မြင်ရတဲ့အမြင်ပေါ့ကိုယ့်ရဲ့မိဘကိုရှက်တယ်လို့ယွန့်တယ်လို့လှုပ်တက်တဲ့အရွယ်လေးဖြစ်လာတယ်မိဘနဲ့စကားပြောဖို့အတွက်ခက်တန်းတန်းလေးဖြစ်တဲ့အရွယ်မျိုးလေးလည်းဖြစ်လာတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီအရွယ်တွေကိုကြော်ဖြတ်ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ ကလေးတွေရဲ့ဒီအရွယ်မှာဖြစ်တဲ့ခံစားချက်ကိုကျွန်တော်နားလဲပါတယ်အဲ့ဒီအတွက်ကြောင့်ကလေးတွေကိုသိစေခြင်းနဲ့မိဘရဲ့ဂုဏ်ကျေးဇူးကိုသိစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီအခမ်းအနားကိုနှစ်စဉ်နှစ်တိုင်းတစ်နှစ်နဲ့တစ်နှစ်ပုံကုံပြီးတော့ကောင်းမွန်လာအောင်လို့အတွက်ကျွန်တော်စူးစမ်းပြီးတော့ပြုလုပ်ရခြင်းဖြစ်ပါတယ်နောက်တစ်ပိုင်းပြောချင်တာအခုရောက်နေတဲ့သားငယ်သမီးငယ်တွေတို့သမီးတို့ပြောချင်တာက ခစ်တွေစနစ်တွေဘယ်လောက်ပဲပြောင်းလာပြောင်းလာနိပညာတွေဘယ်လောက်ပဲတိုးတက်တိုးတက်ပြောင်းလဲလာပြောင်းလဲလာလုံးဝမပြောင်းလဲတဲ့ဟာတခုတော့ရှိတယ်အဲ့ဒါကဘယ်တော့မှသာတို့တို့အခုအရွယ်ကြီးွားတဲ့အရွယ်အသက်အိုမင်းလာတဲ့အရွယ်ဒီဘယ်တော့ဘယ်အရွယ်ပဲရရောက်မပြောင်းလဲတဲ့တခုတည်သောတရားကမိဘရဲ့ချစ်ချင်းမြတ်တာမိဘရဲ့ဂုံကျေးဇူး ်ဘယ်တော့မှမပြောင်းမလဲပဲနဲ့ဒီအတိုင်းပဲတည်ရှိနေပါတယ်ခစ်တွေဘလောက်ပြောင်းပြောင်းဒီတိုးတက်မှုတွေဘလောက်ဖြစ်လာဖြစ်လာဘာတွေပြောင်းလဲပြောင်းလဲပါစေမိဘတွေရဲ့ချစ်ချင်းမြတ်တာနဲ့မိဘတွေရဲ့ယေရှုတရားကဘယ်တော့မှမပြောင်းလဲဘူးဆိုတာကိုတတော်သမီးတို့သိစေချင်ပါတယ်ကိုယ့်ရဲ့မိဘတွေကိုဒီလိုအခမ်းအနားမှာမိဘတွေကိုတည်တည်ချာချာကတော့လိုက်ရတဲ့အတွက်ကိုဒီလိုចောင်းသားဘွားတွေမှာငငယ်လေးတုန်းက ဒီလိုအခမ်းအနားတွေနဲ့ငါတို့မိဘတွေကိုကတော့ခဲ့ရတယ်အငါတို့မိဘတွေကိုဒီလိုမျိုးဟိုခြေစုံဥကိုက်ကတော့ခဲ့ရတယ်ဆိုတဲ့အလေးအကျင့်ခေါင်းလေးတွေတအားတို့တမီးတို့မှာပါသွားစေခြင်းတဲ့အတွက်ဆရာဒီအခမ်းအနားကိုပြုလုပ်ပေးရခြင်းဖြစ်ပါတယ်နောက်တစ်ခုကဒါကကျွန်တော်တို့ကိုယ်တိုင်လည်းတွေ့နေကြပါအသက်ရွယ်ကြီးလာတယ်မိဘလေးနဲ့မိဘရင်းနဲ့စကားပြောရတာဟိုတနစ်နေလို့ယောက်ျားလေးတွေဆိုရင်လည်းနည်းနည်းခက်တန်းတန်းလေးတွေဖြစ်လာတယ် ်အဖေမေကိုချစ်တယ်ဆိုတဲ့စကားမျိုးပြောဖို့ခက်တနက်လေးတွေဖြစ်လာတယ်။ကြောဖို့ဆိုတာကဟိုတော်တော်ကြီးဟိုမှာဝေးကွာလာတဲ့အနေထားလေးတွေဖြစ်လာတတ်တယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဒီလိုမျိုးကာလတွေမှာဆိုရင်တရင်ကျုပ်ကာလတွေမှာမိဘတွေကိုကြောချရတယ်။အဖိုးဘွားတွေကိုကြောချရတယ်။အကြီးတွေအတော်တွေကြောချရတယ်။ဒီလိုမျိုးကြောဖို့အတွက်ကိုမုံလေးတွေဝယ်တယ်ဖျောင်းနိုင်လေးတွေဝယ်တယ်ဝယ်ပြီးတော့မှ ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုကတော့ကိုစီစဉ်ပေးရတာကသူတို့သမီးတို့ကိုတွားပြီးတော့ကတော့စေဖို့အတွက်စီစဉ်ပေးရတာကအမေတွေအဖေတွေကစီစဉ်ပေးတယ်အာဖိုးဖိုးတွေသွားကတော့လိုက်ပေါင်း၊ကွာတွေသွားကတော့လိုက်ပေါင်း၊ကြီးကြီးတော်တော်တွေသွားကတော့လိုက်ပေါင်းအဲ့လိုမျိုးစီစဉ်ပေးတယ်။ဒါပေမဲ့ဘသူကကြံနေတာလဲဆိုတော့အဖေနဲ့အမေကိုကြတော့ကတော့ကိုကြံနေတတ်တယ်။ဒါလေးကိုတအားသမီးတို့သိစေခြင်းနဲ့ နားလေစေခြင်းနဲ့ဒါကြောင့်မလို့ဒီအခမ်းအနားတွေမှာမိဘတွေကိုကတော့တက်အောင်လေ့ကျင့်ပြီးတော့ပြုလုပ်ပေးပြီးတော့နောက်အမြဲတမ်းလည်းပဲမိဘတွေကိုဒီအခမ်းအနားမျိုးမှာပဲမဟုတ်ပဲနဲ့ညတိုင်းညတိုင်းမှာကိုယ့်ရဲ့မိဘတွေကိုကျေးဇူးတွေကိုတိတက်ပြီးတော့ဟိုကတော့စေခြင်းနဲ့အလေးကျင့်ကောင်းလေးတွေကိုရစေခြင်းနဲ့မိဘတွေကတော့ဟာအမေကတော့ပါအဖေကတော့ပါဆိုပြီးတော့ပြောမှာတော့မဟုတ်ဘူးလေကိုကနေပြီးတော့မှတိတက်ပြီးတော့အဖေအမေတွေကိုဟိုညစဉ်ညတိုင်း အလိချင်းကတော့ရတဲ့အလိချင်းကောင်းလေးတွေရစီခြင်းနဲ့အတွက်ကြောင့်မို့လို့ဆရာကဒီလိုခန္ဓာလေးနဲ့တည်တည်ကြာကြာစနစ်တကျပြုလုပ်ပေးရခြင်းဖြစ်ပါခဏကြာကြာလို့ရှိရင်မိဘကတော့ခန့်စာတင်တော်မှဖြစ်ပါတယ်အဲ့ဒီခါကြလို့ရှိရင်ဒါတို့သမီးတို့ကကိုယ့်ရဲ့မိဘတွေကိုလက်အုပ်ချီမိုးပြီးတင့်တင့်ချာချာလေးကိုမိဘရဲ့ဂုံကျေးဇူးတွေကိုစိတ်ကနေတွေးရင်ထဲနေခံစားပြီးတော့မှကိုယ့်ကိုအသက်နဲ့ရင်းပြီးတော့မွေးဖွားခဲ့ပြီးတဲ့အမေ ကိုကိုဘဝနဲ့ရင်းပြီးတော့ရှာဖွေကြွေးမွေးခဲ့တဲ့အဖေရဲ့ဂျေစုဒါတွေကိုစိတ်တရားနေပြီးတော့မှဂုံဂျေစုတွေကိုတွေးတော်ပြီးတော့မှကိုဆိုးခဲ့တာတွေမိုက်ခဲ့တာတွေမလိမ္မာတာတွေရှိခဲ့လို့ရှိရင်လည်းပဲဝန်ချတောင်းပန်ကတော်ဖို့အတွက်ဖြစ်ပါတယ်ဒီထဲမှာဗုဒ္ဓဘာသာတွေအပြင်ကိုတခြားသောတခြားသောဘာသာဝင်တွေလည်းရှိပါတယ်အဲဒီကကြောက်လို့ရှိရင်ဟိုလောက်ချီရတာခက်ခဲရှိတဲ့အခါမျိုးမှာမိမိတို့ရဲ့ဘာသာအလိုက် မိဘကိုအယုဒေပြူးမှုပုံစံမျိုးလေးတွေနဲ့လိုက်ပြီးတော့အယုဒေပေးပြီးလို့ရပါတယ်เนาะကိုယ့်ရဲ့သက်ဆိုင်ရာဘာသာလိုက်ကိုဟိုမိဘတွေကိုကြော်တဲ့အနေထားပုံစံမျိုးလေးတွေကိုပြုလုပ်ပြီးတော့မှကြော်လို့ရပါတယ်เนาะအာဒါကြောင့်မို့လို့ဒါတို့သမီးတို့ကမိဘတွေရဲ့ခြေဆုကိုတိတက်ပြီးတော့အခုကြော်ပွဲကနေစပြီးတော့မိဘတွေရဲ့ခြေဆုကိုတိတက်ပြီးတော့မှအာမိဘတွေရဲ့ ဖြစ်စီခြင်းနဲ့ရိမှန်းချက်ဖြစ်စီခြင်းနဲ့အတိုင်းကိုဟိုလင်းလင်းမာမာလေးစူးစမ်းပြီးတော့ဂရီပေးပြီးတော့မှအပြစ်တွေကိုဝန်ချတောင်းမဲ့ကတော်ဖို့အတွက်ဆရာမာရင်နဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်အဲ့တော့ကျွန်တော်ရေကောင်းရေချက်ကောင်းများစွာနဲ့အတူစီစဉ်ပြီးတော့ကျင်းပဆောင်ရွက်မယ် မိဘကတော့ပဲဆရာကတော့ပဲပွဲခဏစစ်စင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ယုံကြည်ပါတယ်ဒီကနေ့ပွဲခဏရောက်ဒီကနေ့ပွဲရောက်အချိန်ပြီးပြီးရောက်ရောက်လာကြတဲ့ကျွန်တော်တို့ကျေးဇူးကြီးမားကြတယ်မိခင်ပါခင်တို့အတွက်လည်းတကယ်ကိုမှဝမ်းသာပီတိဖြစ်ပြီးတော့အမတ်တရဖြစ်မဲ့ ကျွန်တော်တို့ချက်တည်ရှိမဲ့အစီအစဉ်တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ចောင်းသားចောင်းသူညီငယ်ညီမငယ်များအတွက်ကလည်းကုသိုလ်တူအကျိုးရှိမဲ့အခမ်းအနားအစီအစဉ်တစ်ခုဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မိမကတော့ခံပွဲအခမ်းအနားအစီအစဉ်များကိုကြည်နူးမှုများစွာဖြင့်စတင်ပြီးတော့ကျင်းပဆောင်ရွက်မှာဖြစ်ပါတယ်ပြဿနာတမကျွန်တော်တို့မိမိတို့ရဲ့ là cái phong miao bộ vai phong miao của lệch tập hợp vibration mức độ cho nó bị bài nhé cho đến bây giờ lý do sao chứ như đại gia cầm bài để cầm miao